ားလုံးပဲမင်္ဂလာပါခင်ဗျာတာရော့ပိုင်24 page လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကြာရာရင်းနေတဲ့တာရာရင်းများရဲ့ကျမ်းမာရေးစီးပွားရေးနဲ့ပညာရေးဆိုင်ရာကဉ္ဇမာများကိုယနေ့မှစပြီးတော့ဇူလိုင်လသလစာအတွက်တာရော့ကဉ္ဇမာကိုကြည့်ရှုပြီးကျွန်တော်မြင်တဲ့အတိုင်းဟောပြောပြီးတော့မှာဖြစ်ပါတယ်ခင်ဗျာ ရောင်းဆုံးအနေနဲ့ဂျာရာဗေးဒါရင်းများရဲ့ကျမ်းမာရေးဆိုင်ရာအတွက်ကြားရှိလာတဲ့ကက်လေးကတော့ The High Priestess ဆိုတဲ့ကက်လေးပဲဖြစ်ပါတယ်။ဒီကက်ရဲ့ဖော်ပြချက်ရာဂျာရာဗေးဒါမီတဲ့ရာဒီခုကာလမှာကျမ်းမာရေးအလွန်ကောင်းမွန်နေတာပဲဖြစ်ပါတယ်ခင်ဗျာ။မိမိရဲ့ကျမ်းမာရေးအတွက်စိုးရိမ်စရာမရှိဘူးဆိုပေမဲ့ပေါ့နော်ဒီဂျာရာဗေးဒါမီတို့တော့ကျမ်းမာစွမ်းစရာမရှိဘူးဒါပေမဲ့တာရမီရှိတဲ့လူတွေပေါ့မိမိစီမှာတာရမီရှိတဲ့လူတွေဆိုရင်တော့ဒီမိမိရဲ့တာရမီတွေကျမ်းမာရေးကိုယူဆိုင်ဖို့လိုပါတယ်။ဒီကာလမှာဖျားနာတာတွေကျမ်းမာရေးနာမကျန်းဖြစ်တာတွေကိုကြုံတွေ့ရနိုင်တာပဲဖြစ်ပါတယ်။ ဒါမှမဟုတ်ရှင်မိမိရဲ့အသားသမီးတွေကမိမိရဲ့အနေနာမှာမရှိဘဲနဲ့ပေါ့နော်အဝေးတနေအောင်ရောက်ရှိနေဆိုလို့ရှင်လေဒီမကျမ်းပါတဲ့တည်င်းကိုကြားရဖို့အတွက်ရှိနေပါတယ်ပေါ့နော်ဒါကြောင့်မို့ဒီအသားသမီးရှေ့လူတွေတော့အသားသမီးတွေကိုကျမ်းမာရေးယူဆဖို့အတွက်အဲကျွန်တော်အနေနဲ့ပြောကြားချင်ပါတယ်အိမ်အောင်မရှိသေးတဲ့လူတွေပေါ့နော်ဒါမှမဟုတ်ရှင်အိမ်အောင်ရှိပြီမဲ့အသားသမီးမရှိတဲ့လူတွေတော့ယခုကာလမှာကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကတိတ်ပြီးတော့ဟိုယူဆကြမလို့ပေါ့နော်အထူးကောင်းမွန်တဲ့ကာလပဲဖြစ်ပါတယ်ကျမ်းမာရေးကောင်းမွန်နေတဲ့ကာလဖြစ်ပါတယ်ခင်ဗျာ ဒုတိယအနေနဲ့ကတော့ဂျာရာဗီတာမီများအတွက်စီးပွားရေးဆိုင်ရာကံ့ကြံမှာပဲဖြစ်ပါတယ်။ဒီတစ်ခါမှာလည်းကျွန်တော်တို့က the high pretest ဆိုတဲ့ကပ်ပဲပြန်လည်ကြရှိလာရပါပဲเนาะ။ဒီကဲဖော်ပြချက်အရလည်းဂျာဗီတာမီစီးပွားရေးကဒီကာလမှာအလွန်ပင်ကံကောင်းနေတဲ့စီးပွားရေးကံတွေတက်နေတဲ့ကာလပဲဖြစ်တယ်ပေါ့နော်။ဒါကြောင့်မို့လို့ဒီစီးပွားရေးအလုပ်ကံအလွန်ပင်တိုးတက်မဲ့ကာလအလွန်ပင်ကောင်းတဲ့ကာလလို့ဖော်ပြနေပါတယ်။အလုံးနဲ့ပတ်သက်ပြီးတော့ခီးထွက်ဖို့တော့ရှိတယ်ပေါ့နော်။ခီးတွေတော်တော်များများထွက်ရမယ်။ဒါမှမဟုတ်ရှင်မိမိကဝန်ထမ်းဆိုလို့ရှိရင်ပေါ့ ဝန်ထမ်းဆိုလို့ရှိရင်တော့ပုံမကောင်းပုံနဲ့အလောက်ကင်တစ်ခုကိုပြောင်းရွှေ့ဖို့အတွက်ဒီမှာပြနေတယ်ပေါ့နော်။ဒါကြောင့်မို့လို့အာစီးပွားရေးတော့တုတ်တက်လာမယ်။ဒါပေမဲ့အပြောင်းရွှေ့လေးတော့အနေငယ်ရှိမယ်လို့ဖော်ပြထားပါတယ်။မိမိရဲ့အိမ်အနီးဒါမို့လို့ရှိလို့ရှိရင်ဒီပဝန်းကျင်မှာပေါ့နော်ပွဲလန်းတပင်ကျင်းမာတာတွေဒါမို့လို့ရှိရင်မင်္ဂလာပွဲတို့ဒါမို့လို့အလှပွဲပေါ့နော်အဲ့လိုမျိုးတစ်ခုရှိနေတယ်ဆိုလို့ရှိရင်တော့ဒါမိမိရဲ့အိမ်စီးပွားရေးတုတ်တက်ဖို့အတွက်ဒီနမိတ်ပြနေတာပဲဖြစ်ပါလေဒီလိုမျိုးစီးပွားရေးတွေတိုးတက်ပြီးတော့မိမိရဲ့အိမ်မှာပေါ့နော်မိမိရဲ့စီးပွားတိုးတက်ပြီးတော့ငွေလုံးရင်းဝင်လာမှာပဲဖြစ်ပါတယ်ခင်ဗျာ တတိယအနေနဲ့ကတော့ဂျာရီတာမီများရဲ့ပညာရေးဆိုင်ရာကကြံမှာပဲဖြစ်ပါတယ်ဒီတစ်ခါမှာတော့ The Empress ဆိုတဲ့ကက်ကြလာတာဖြစ်ပါတယ်ခင်ဗျာဒီကက်ကလည်းကံကောင်းခြင်းကိုပဲပေါ်ပြနေပြီးတော့ဂျာဘေးတာဘီးတွေအနေနဲ့ပေါ့နော်ယခုကာလမှာတင်ယူနေတဲ့အရာတွေပြီးဆုံးအောင်မြင်မယ်ဒါမှမဟုတ်ရှင်တင်ယူဖို့တခုလုံးနေရဆိုလို့ရှင်ဒီတင်ယူမှုတွေက ကောင်းမွန်ပြီးတော့အောင်မြင်မယ်ဆိုတော့ဖော်ပြနေတာပဲဖြစ်ပါတယ်။ဒါကြောင့်မို့လို့ယခုကာလအတွင်းမှာဂျာဗေဒါမီတွေအနေနဲ့စာမွေးစာမွေးဖြေဆိုရင်ရှိတာဒါမှမဟုတ်ရှင်စာမွေးဖြေတာလည်းအမှန်အစင်းထွက်ဖို့ရှိတယ်ဆိုရင်တော့ဒါဟာကောင်းမွန်တဲ့ရလဒ်ကိုရရှိမှာပဲဖြစ်ပါတယ်။ပညာရဲ့တစ်ခုကိုတင်ယူဖို့ရည်ရွယ်ထားတဲ့လူတွေကလည်းယခုကာလမှာစတင်လေ့လာတင်ယူနိုင်ပြီးတော့ဒီတေးလာတင်ယူတဲ့ပညာရဲ့မိမိရဲ့ဘဝအတွက်ကောင်းမွန်တဲ့အကျိုးပေးတွေနဲ့ဖြစ်ပေါ်လာမှာပဲဖြစ်ပါတယ်။ဒီ တွက်ချက်တော့အားအလုံးကြည့်မှဆိုလို့ရှိရင်တော့ဒီကာလမှာပေါ့နော်ဂျာဗေတာဘီနေအနေနဲ့ဒီယခုကာလနေဂျိုလန်လက်ဂျိုလန်လက်ကာလပတ်တစ်ခုတစ်ခုလုံးမှာပေါ့နော်ဒီကန်ကောင်းချင်းနေလည်းပဲတွေ့ရမှာဖြစ်ပြီးတော့ကန်နေတက်နေတဲ့ကာလပဲဖြစ်ပါတယ်ဟုတ်ကဲ့ဒီတစ်ခါကတော့ကျွန်တော်တို့ဂျာဗေတာဘီများရဲ့ကျမ်းမာရေးစီးပွားရေးနဲ့ပညာရေးဆိုင်ရာကဉာဏ်မာများကိုဟောပြောပြီးတော့ပဲဖြစ်ပါတယ်ခင်ဗျာနောက်ခေါက်များမှာလည်းမီဒီကိစ္စရများအတွက်မီဒီနေနဲ့များအတွက်ကဉာဏ်မာများတွက်ချက်ပေးရမည်ကိုကွန်မန့်ရေးပြီးတော့အကြံပေးတော့ရပါတယ်ခင်ဗျာ တာရော့နဲ့ပတ်သက်ပြီးကဉ္ဇမာကြည့်ကြင်သူများစိတ်ဝင်စားသူများအနေနဲ့လည်းကျွန်တော်ရဲ့တာရော့ဘိုင်24 YouTube Channel လေးနဲ့ Facebook Page လေးကို Subscribe Like and Follow လေးလို့တော့ပြောလို့လည်းမြတ်တရားခံရပါတယ်ခင်ဗျာဒီလိုမျိုးကျွန်တော်ရဲ့ Facebook Page ကို Like and Follow လုပ်လို့တွေရမှာကျွန်တော်တို့ giveaway အနေနဲ့ပေးပြီးတော့ဗောနော်ကျွန်တော်တို့ဒီမိမိတည်ခြင်းနဲ့အာကဉ္ဇမာများကိုကျွန်တော်တို့အခမဲ့တွက်ချက်ပေးသွားဖို့အတွက်လည်းကျွန်တော်တို့အစီအစဉ်လေးတွေရှိပါတယ်ခင်ဗျာဒါကြောင့်မို့လို့ကျွန်တော် Facebook Page လေးကို Like and Follow လေးလုပ်အောင်မမေ့ပါနဲ့ ဟုတ်ကဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။